ဒီမော့ဆိုမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုက်ရေးပူပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေစေဖြစ်တယ်လို့မြေပြင်တော်လိုက်ရေးရဲဘော်တဦးစီကနေသိရပါဗျ။မြေပြင်တိုက်ပွဲရှေ့ကျလာတာနဲ့အမျှရိတ်ခါဝယ်ယူမှုပုံမခက်ခဲလာတာမလုံလောက်တာတွေနဲ့ရင်ဆိုင်နေရတာတွေလည်းရှိနေတာပါ။အခုလိုရိတ်ခါမလုံလောက်မှုဝယ်ယူမှုအခက်ခဲတွေကြောင့်ဒီမော့ဆိုပြည်သူကာကွယ်ရေးတပ်တက်ရေးတင်းနဲ့တက်ရင်းနေပူပေါင်းပြီးရိတ်ခါရရှိဖို့ ဆန်စီရိတ်ခါ3900ဆိုတဲ့ကမ်ပိန်းကို ပြုလုပ်နေတာရှိပါတယ်။အဲဒီကမ်ပိန်းဟာမနေ့ကနိုဝင်ဘာလ29ရက်နေ့ကနေလာမယ့်ဒီဇင်ဘာလကုန်အထိပြုလုပ်သွားမှာဖြစ်ပြီးမြန်မာငွေ7300ရရှိဖို့မျှော်မှန်းထားတာပါ။လက်ရှိမှာလည်းရွေးကောက်ပွဲကာလရောက်လာတာနဲ့အမျှမြေပြင်စစ်ရေးခြေအနေနဲ့ဆက်ဆက်ပြီးလူထုတွေပြတ်မှတ်ထားအတုံးချမခံဖို့နဲ့ဒေါ်လာရေးတက်ဖွဲ့တွေအနေနဲ့မိမိတို့မျိုးကိုအသက်နိုင်ဆုံးကာကွယ်သွားဖို့ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ မြင့်ပြေတော်လာရေးရဲဘော်တို့ကပြောပါရရှင်။